ကဲအားလုံးပဲမင်္ဂလာပါဗျမနေ့ပြန်စနေနေ့မှာကစားမဲ့ Premier League ပွဲစဉ်သုံးသက်ချက်လေးတွေကိုပြောပြပေးသွားချင်ပါတယ် Chelsea နဲ့ Sunderland ကနေစရအောင်ပါဒီပွဲကပုံမှန်ဆိုရင်တော့ Chelsea တို့အတွက်ခက်ခဲမရှိတဲ့ပွဲပွဲပါဒါပေမဲ့ Sunderland တို့ကဒီရသည်မှာစနစ်ကျကစားနေပြီးတက်တဲ့အသင်းတွေထဲမှာဆွမ်းဆောင်မှုအကောင်းဆုံးအသင်းဖြစ်လို့နေပါတယ်လက်ရှိမှာလည်း Chelsea တို့နဲ့အမှတ်တူရပ်တည်လို့နေပါတယ်ပရိသတ်အများစုကတော့ Chelsea တို့နိုင်မယ်လို့ယုံကြည်နေပြီးစစ်တမ်းတွေက Chelsea တို့က2-0တောင်းမှမဟုတ်လဲ3-0လောက် နဲ့အနိုင်ရသွားလိမ့်မယ်လို့ခန့်မှန်းကြပါတယ်။နောက်ပိုင်းပွဲတွေမှာ Chelsea တို့ကနောက်ဆုံးမိနစ်တွေအထိတိုက်ပွဲဝင်လို့နေပြီး Champion League မှာလည်း AJ တို့ကို9ဂိုးတကိုးဆိုတဲ့ရလဒ်နဲ့အနိုင်ရလို့ထားပါတယ်။ Maresca ရဲ့ Chelsea က10ပွဲမှာဆွတ်ချောက်ကိုအတင်လာပြီးဒီတစ်ပတ်မှာတော့ဂျန်နဲ့ပြိုင်မဲ့တွေအတွက်ကောင်းမွန်တဲ့ဆန်းဆောင်ရည်ကိုပြသလို့ထားပါတယ်။ခမန်းချက်တွေရ Chelsea တို့အနည်းဆုံး2ဂိုးတင်ပြီး Stamford မှာပျော်ရွှင်မှုတွေပဲမြင်ရမယ့်ပွဲပါ။ ယူကာဆယ်နဲ့ဖူဟန်သုံးသက်ချက်အများစုရစိတ်ချင်းပတ်မှာယူကာဆယ်တို့ဖူဟန်နဲ့အားသာချက်အနည်းငယ်ရှိနေပြီးနှစ်ဂိုးလောက်သွင်းသွားမယ်လို့ခန့်မှန်းထားကြပါတယ်စပော့မိုးကတော့ယူကာဆယ်တို့နှစ်ဂိုးကိုမရှိနဲ့နိုင်ရမယ်လို့ခန့်မှန်းထားပါတယ်အက်ဒီဟောင်းရဲ့ယူကာဆယ်တို့ကလက်ရှိပြိုင်ပွဲဆို၄ပွဲကစားပြီး၃ပွဲနိုင်ရလို့ထားပါတယ်ချန်ပီယံလိမှာလည်းဘင်ဖီကာလိုအသင်းကို၃ဂိုးကိုမရှိဆိုတဲ့ရလနဲ့အနိုင်ရထားလို့ခြေတက်နေတဲ့အခြေအနေပါမာကိုဆေးဗာရဲ့ဖူဟန်တို့ကတော့၃ဘွဲ့ဆက်အရှုံးနဲ့ရင်ဆိုင်ထားရပြီးဖောင်ကျနေတဲ့အချိန်လေးပါ ။ဒဏ်ရာကစားသမားတွေလည်းရှိနေတာပေါ့။နယူကာဆယ်တို့အင်ကွင်းကိုအနိုင်နဲ့ပိတ်သိမ်းလိုက်မယ်ထင်ပါတယ်။မန်ယူနဲ့ Brighton ဥထရဖို့မှာမန်ယူတို့အနိုင်ရနိုင်ခြေများတဲ့ဆိုရင်မန်ယူတို့ Brighton ကိုယဉ်ဆိုင်ထားရတဲ့မှတ်တမ်းတွေကတော့မကောင်းပါဘူး။နောက်ဆုံးထိတဲ့တွေ့ဆုံမှု၅ပွဲမှာမန်ယူတို့ကတပွဲသာအနိုင်ရထားပြီး၄ပွဲရှုံးနေလို့ထားပါတယ်။ Brighton ကမန်ယူရဲ့ဥထရဖို့မှာကန်ခဲ့တဲ့နောက်ဆုံး၂ပွဲလုံး3-1ဆိုတဲ့ရလဒ်နဲ့အနိုင်ယူထားပါတယ်။ Brighton တို့ကဥထရဖို့မှာတော့ရလဒ်ပိုကောင်းလို့နေပါတယ်။ မော်ရင်ဦးဆောင်မှုအောက်မှာမန်ယူအနေနဲ့လီဗာပူးကို2-6နဲ့အနိုင်ရထားပြီးစိတ်သက်မြတ်မားလို့နေပါတယ်။ဘရူနိုအမ်ယူမို့ကွန်ညာနဲ့မေဆင်မောင်းတို့ခြေစွမ်းပြန်ပြောင်းနေတာမို့မန်ယူတို့ရဲ့အနိုင်ရာဂိုင်းတုန်းက85ရာဂိုင်းတုန်းဖြစ်ပြီးသေချာနိုင်ကြီး22ရာဂိုင်းတုန်းဘရိုက်တန်တို့နိုင်ကြီးက20ရာဂိုင်းတုန်းသာရှိပါတယ်။ဒိုင်မလဲဟူစလာရဲ့ဘရိုက်တန်ဟာနောက်ဆုံး5ပွဲဆက်အပြုံးပွဲပြည့်ရှေ့ဆက်နေတာမို့အနေနဲ့ခက်ခဲနိုင်မဲ့ပွဲပါ။ဘရိုက်တန်ကို3နှစ်လုံးအိုထရက်ဖို့မှာမအောင်မြင်ခဲ့တဲ့မန်ယူတို့ဒီဘက်မှာတော့အနိုင်ရသွားမလားစောင့်ကြည့်ရပါဦးမယ်။ ရန်ဖိုးနဲ့လီဗာပူးတုံသက်ချက်တွေအရလီဗာပူးတို့အနိုင်ရမဲ့ပွဲပါ Sport Mo Sporting News တို့ကတော့ Bradford 1 Liverpool 2လို့ခန့်မှန်းထားကြပြီး Sport Kira ကတော့ Bradford 1 Liverpool 3လို့ခန့်မှန်းထားပါတယ် Bradford အနေနဲ့နောက်ဆုံးမှာ Watson တို့ကို နှစ်ကိုကိုမရှိဆိုတဲ့ရာလတ်နဲ့အနိုင်ရထားလို့တီယာကိုဂျက်ဆင်တို့လည်းကိုမျိုးလို့နေပါတယ်။လီဗာပူးလိုအနေနဲ့ပြီးခဲ့တဲ့ချန်ပီယံလိမှာဖရန့်ဘက်ကို9ကိုတကိုးနဲ့အနိုင်ယူပြီးရှုံးဝဲဆက်မှုတွေကိုရပ်တန့်လိုက်ပါတယ်။ဖရင်ပေါင်နဲ့အလက်ဇန္ဒားအီဇဲတို့တန်ရာပြဿနာရှိနေတယ်လို့ဆာလလက်ဖောင်ကြနေလို့အီကီတီကီဂက်ပူဖလော်ရီယန်ဗက်စ်တို့ပဲပွဲထွက်လာနိုင်ပါတယ်။လီဗာပူးလိုနိုင်ငံကြီးများပြီးဟိုကိုအီကီတီကီကိုသွင်းသွားနိုင်မလားဆိုတာကတော့စောင့်ကြည့်ရပါဦးမယ်။